တယ်လီဖုန်းခေတ္တသို့သတင်းစာတို့သည်သတင်းများကို ရေးသား၍သတင်းကိုမူတည်ကဝေဖန်ရရနိုင်ရဖယံကမိမိတို့ဆန္ဒကိုမိမိတို့ပါပါဝင်လှုပ်ရှားဆောင်ရွက်ရေးအရာယူလေရှိသည်1948ခုကရန်ကုန်မြို့တွင်တဲပုံစီတီများခေတ်စားနေကြသည်ရန်ကုန်တမြို့လုံးကမူရှိသည်မတဲပုံစီတီတည်ကြသည်ကံတော်ကြီးတခုမှကျွန်းများကမှုများလောင်းဝေလန်တဝိုင်တောတခုမှ ကမှုများအေးရမှကမှုများ နေရတကား၌တဲပုံစေဒီငယ်များပေါ်လာသည်ဇေဒီဖြစ်သည်ဖြင့်ဖြတ်ဝွင့်ရဲသူမရှိရမှမြို့အဖို့မြေလွတ်မှန်သမျှလိုလိုပေါ်တော်မူဇေဒီများဖြင့်ရှုပ်လာ၏တပန်တဲပုံစေဒီမှအုပ်ဇေဒီငယ်များဖြစ်လာသည်ဤတွင် မြို့ရွာတန်ရှင်းရေးကိုထိပါလာ၏ဖျားကိစ္စဖြစ်သည်ဖြင့်မြို့အဖွဲ့ကလည်းမဝင်မရဲရှိနေသောကြောင့်ဗမာခေမရှေ့ဆောင်ကတဲပုံစေဒီစန့်ကြီးရေးဆောင်းမစုရေးရသည်တစ်ဖက်မှာလည်းရဟန်းပြိုများနှင့်ပူးပေါင်း၍ တဲပုံစီဒီဖြတ်ပွဲများကိုကျင်းပရာ၏တိုက်မှကားများဖြင့်ရဟန်းများကို ပင့်ကမျိုးရင်းသို့လဲ၍ဖြတ်ကြတော့မှတဲပုံစီဒီများရက်သွား၏ဤကမကြီးလာသောတိုက်ပွဲလေးများဖြစ်ပြီးရင်းငိမ့်ရေးဆသောပြဿနာကြီးများကိုလည်းတရင်စာတို့ကဝင်၍ဆောင်ရွက်ကြရသည်များလည်းရှိသည်တကြိမ်၌တင်ပေါင်းသည် ပြဿနာတရက်ကိုဥဆောင်တိုက်ခိုက်ရမှာထိုပြဿနာကြီးခေါင်းပေါ်ရောက်လာမှုသည်ထိုပြဿနာသည်တယ်လီဖုန်းပြဿနာဖြစ်၏အလိုအလျောက်စက်ကလုံးများမတက်စင်မီက ဗမာပြည်တယ်လီဖုန်းဆက်သွယ်မှုသည်များစွာစိတ်ပြတ်ဖွယ်ကောင်းလာသည်စစ်ပီးစားကတယ်လီဖုန်းမှာများများလည်းမရှိသဖြင့်အတော်အသင့်အစဉ်ပြေ၏တယ်လီဖုန်းကုမ္ပဏီကိုအစိုးရကသိမ်းပြီးနောက်ပိုင်း၌လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလူမျိုးစုဝန်ကြီးဖြစ်ရာတွင်သူ၏လူမျိုးများကိုတက်သည်ဖြစ်စေမတက်သည်ဖြစ်စေရာထူးပေးရာမှတယ်လီဖုန်းမှာစိတ်ပြတ်ဖွယ်ကောင်းအောင်ချွေရင်းလာသည်တင်းမောင်သည်နေ့စဉ်လိုလိုပင်ဗမာခင်မှပြဇက်ဝိတုစောင်းပါတရင်တို့ဖြင့်တယ်လီဖုန်းဌာနကို အပြစ်ဖို့ဝေဖန်ရေးသားလေရှိသည်တကြိမ်တွင်ပြဇက်တော်ကလေးရှိသည်ဗမာကေအရီတာသည်တယ်လီဖုန်းစကားပြောရန်တိုက်ကြီးမျိုးသို့ဖုန်းဆက်သည်ထို့ဆို့ဖုန်းဆက်သည်နှင့်တပြိုင်နက်ကားတစီးဖြင့်တိုက်ကြီးသို့သွားစေသည်တယ်လီဖုန်းဆက်ရာတွင်ပထမဗမာကေနံပါတ်ဖြစ်သောတောင်ပိုင်းဂျေးနန်းဂုံကိုရောက်အောင်တောင်းရသည်ထို့မှမြို့မှလိုင်းထို့မှအနယ်လိုင်းတဆင့်တောင်းရသည်မားလက်ဟူသောအပြေပေး၍အကျဉ်းချင်းပြန်ဆက်ရသည် နောက်ဆုံးတိုက်ကြီးမှကားပြန်လာသည့်အထိ တိုင်ကြီးမြို့သို့ပုံဆက်မရပုံကိုပြဆက်ရေးပူ၏1936ခုတွင်ယူဂိုစလေးဗီးယားပြည်မှသတင်းစာတစ်စောင်းကဤပြဆက်အတိုင်းလက်တွေ့ဆန်းသက်သည်ကီလိုမီတာ340ရှိသောမြို့သို့ဘဲဂရိတ်မြို့တော်မှပုံဆက်သောအခါကားကတယ်လီဖုန်းဝင်တနားကြီးကျော်ဦးတည်ဟုအတိအကျသက်သေတကရာနှင့်ဆန်းသက်ပြလဲအယ်ဒီတာကတယ်လီဖုန်းဌာနကိုဝေဖန်ခဲ့သည်ဒေမောင်သည်ဤစိတ်ကူးမျိုးကိုပြဆက်သာရေးမိပြီး လက်တွေ့စမ်းသပ်ခြင်းပြုရန်အကြံမပေါ်မိသဖြင့်သူ့ကိုယ်သူခြားလှသေးသည်ဟုအပြစ်ပုံမိနေသည်တင်မောင်တို့ဗမာခေတ္တမက အခြားသတင်းစာတို့ကလည်းတယ်လီဖုန်းကိုဝေဖန်ကြရာရင်းတွင် နေရှင်ဦးလောယုံကပြပြထန်ထန် ရေးလေရှိသူဖြစ်သည်သတင်းစာများကစူကြပူကြလွန်သောအခါဝင်းကြီးချုပ်ဦးနုကသတင်းစာဆရာများသာပါသောတယ်လီဖုန်းကြွေရမှုစုံစမ်းရေးကော်မရှင်ကိုဖွဲ့ပေးလိုက်လေသည်တို့ကော်မရှင်ကတယ်လီဖုန်းပြဿနာကိုစုံစမ်းလေ့လာကာ အစိုးရအားအကြံပေးရမည်ဟုဖွဲ့လိုက်ပြီး1956ခုမေလကော်မရှင်တွင် နေရှင်ဦးလောယုံကတဘာပတိ UB သတင်းဌာနမှဥပဒေကအဖွဲ့ဝင်တင်ပေါင်းကအတွေ့ရမှုအဖြစ်ဆောင်ရွက်ရသည်ယနေ့ချက်ကနေလှဲ့ယုံဖြင့်အလိုအလျောက်ဆက်ပြီးသောတယ်လီဖုန်း၏အစီအပြေမှုသည်တင်ပေါင်းတို့ကြိုးပမ်းမှုဖြင့်ဖြစ်သည်စုံစမ်းရေးကော်မရှင်တိုက်တွန်းမှုဖြင့်အလိုအလျောက်ဆက်ကိုတက်ဆင်ဖြစ်သည်ဦးလောယုံခမရမှာဤအလိုအလျောက်တယ်လီဖုန်းဆက်စနေကြီးတက်ဆင်ရာတွင် ဈေးချိုပြီးပိုကောင်းသောစနစ်ကိုမတက်စင်ရကောင်းလားဟု၍တဲတဲမဲမဲဝေဖန်ရမှာတည်ယူဖို့ဆောင်ရည်နှင့်စက်သွဲရည်အတင်းဝင်ကအတရေဖြတ်မှုဖြင့်တရားစွဲသည်ဖြင့်အကျုပ်အနောင်ပင်ခံရရှာသည်တင်ပေါင်းသည်တယ်လီဖုန်းဆက်သွယ်မှုနှင့်အစင်မပြေလှခဲ့တော့လဲတယ်လီဖုန်းနှင့်မူအစင်ပြေလာသည်မြမသတင်းစာလောက၌ဗမာခေတ်သည်ပထမဆုံးတယ်လီဖုန်းရသောတိုက်ပြီးဗြိတိရှ်စစ်အုပ်ချုပ်၏လက်အောက်၌တယ်လီဖုန်းဌာနပြန်လည်ထူထောင်စားကတယ်လီဖုန်းရရန်ခက်ခဲလာစဉ် ဗမာခေဦးအောင်ခေဤအဆက်အသွယ်ကောင်းမှုကြောင့်ရခဲ့သည်နံပါတ်မှာတောင်ခွန်6နှစ်ဖြစ်သည် အင်္ဂလိပ်စကားထုံးကားသောခေတ်ဖြစ်သည်ဖြင့် South 72ဟုခေါ်ရ၏ဗမာခေတွင်တယ်လီဖုန်းရသည်ကို အကြောင်းပြုပြီးဆရာဇဝနာက Hello ဗမာခေဟုတယ်လီဖုန်းပြောဟန်ဖြင့်တောင်းမရရတွင် South 72ဟုသောအင်္ဂလိပ်အခေါ်ကလေးကစ၍ရေးခဲ့သည်တယ်လီဖုန်းလိုင်းရှားပါမှုသည်ဆက်လက်ဖြစ်ပေါ်နေခဲ့သည်ဂျင်းမုံဂျာနယ်ကို ဘိုးလိန်လန်386မှစတင်ထုတ်ဝေရာစတင်ထုတ်လျင်ထုတ်ခြင်းတယ်လီဖုန်းအလွယ်တကူရခဲ့သည်ထို့စဉ်ကပြည်တော်စုသတင်းစာသည်အာဏာရအစိုးရ၏ပါတီသတင်းစာဖြစ်လျက်တနစ်တာကာလမြလျှောက်ထားခဲ့တော်လဲတယ်လီဖုန်းမရပဲဂျင်းမုံချာနယ်ကတယ်လီဖုန်းဥစွာရသည်မှာမမျှတပါဟုခေါင်းကြီးရေး၍ဝေဖန်သမှုပြင်ပြုခဲ့သည်ဂျင်းမုံသတင်းစာတိုက်ကို92လမ်းရှိတိုက်တစ်သို့ရွှေ့သောအခါတွင်မူ ကမ္ဘာသတင်းစာကြီးတို့၏ဒီတိုင်းတယ်လီဖုန်းနံပါတ်ကိုဂျေးဘုံကရယူနိုင်ခဲ့သည် အင်္ဂလိပ်အမေရိကန်သတင်းစာတို့သည်တယ်လီဖုန်းနံပါတ်ကိုနံပါတ်2တမျိုးတည်းဇက်တိုက်ယူလေရှိသည်5လေးလုံး6လေးလုံး8လေးလုံးစသဖြင့်ရယူလေရှိ Haretree ပြုံးသတင်းစာကထောင်နံသစ်တရက်ခန့်တူအပြစ်မရှိကြောင်းသတင်းတောက်ဤစွာအဖြစ်တက်သေးပြကထုချေရာမှထောင်တံမှလုပ်ဖို့ဤထိုအပြစ်ကိုစာအုပ်ထုတ်ရာတွင်တယ်လီဖုန်းနံပါတ်ကိုအမိတက်ခဲ့သည် ခေါ် not side 7777ပုံလေးလုံးကိုဖုံးဆက်ပါဟုအမိပေးခဲ့သည်လူစားအုပ်ကိုရှုမွားနိုင်တင်ပေါင်းဝင်ဘာသာပြန်ဘူး၏ထို့ကြောင့်ဂျင်းမုံတိုက်တဲ့တွင်တယ်လီဖုန်း၉လုံးကိုတက်စေရာဂျိုးမဲ့တယ်လီဖုန်းဆက်သွယ်ကုန်ကလေးကိုပါတက်စင်ထားပြီးနံပါတ်ကို52လမ်းဂျင်းမုံနေတဲ့လိုက်အောင်1ခွန်လေးလုံးကို အရယူခဲ့၏ဂျင်းမုံတို့တယ်လီဖုန်းဆက်လို့သူများအဖို့အယ်ဒီတာမန်နေဂျာဟုဝယ်ရံပေမလို့ပဲလွယ်ကူစွာဆက်သွယ်နိုင်လေသည် ဒေါ်လာရေးအစိုးရကပြည်ကြားရေးဌာနပြည်သူ့ပိုင်းသတင်းစာများကြီးကြပ်ရေးမှုအဖြစ်အမှုထမ်းသောအခါဖုန်းနံပါတ်1008ကိုအရယူခဲ့၏